ါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာ ရှင်လန်းချမ်းသာကြပါစေရှင်29ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေးချောင်းတိုက်ခိုက်မှုနှင့်ခရိုင်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျမတို့ဝေဟင်း channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်တပိတ်ချင်းမျိုးနဲ့တနည်းအားတို့ဒရဝူးလေတပ်မှတတ်သော Jet Fighter 6စီးဖြင့် မနက်12:48မိနစ်12:49မိနစ်12:50မိနစ်12:51မိနစ်10:18မိနစ်နေ့လယ်10:30မိနစ်10:32မိနစ်ညနေ9:36မိနစ်9:40မိနစ်ကအချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု6ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပေါင်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့် နေ့လယ်တနာရီ20မိနစ်ခန့်အချိန်တွင်ဒီကြောင်တိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးတရဝူးလီတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်နှစ်စီးဖြင့်မနက်7နာရီ21မိနစ်ည7နာရီ2မိနစ်ခန့်ချိန်တို့မှစတင် ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမာမျိုးနယ်တနေရာသို့တရဝူးလီတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့် မနက်၈နာရီ20မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နောင်ချုံမြို့နယ်တနေရာသို့တရက်ဝူးလီတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေနှစီးဖြင့်မနက်9နာရီ21မိနစ်နေ့လယ်2နာရီခန့်အချိန်တို့မှစတင် ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနေရာသို့ ်တရဝူးလေတက်နဲ့မကွေးလေတက်မှတက်သောဂျက်ဖိုက်တာနှစ်စီးဖြင့်မနက်10နာရီ73မိနစ်10နာရီ22မိနစ်10နာရီ23မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ပြီးမကွေးလေတက်မှတက်သောဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလေရင်တစ်စီးဖြင့်ညာ6နာရီ17မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် မမိန်မျိုးနဲ့တနေရာတို့မိထီလာလေးတမ်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်၁၇နာရီ၉မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မူမိန်မျိုးနဲ့တနေရာတို့တရဝူးလေးတမ်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နေ့လယ်၁၂နာရီ၂၈မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိုးညင်းမြို့နယ်တနေရာတို့ မျက်ကြည်နာလေတက်မှတက်တော့ဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလေရင်တည်းဖြင့်ဒီလေတနာရီ6မိနစ်ခန့်အချိန်မှစတင် ပြန်ဝဲကလေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မင်းတမ်းမြွနယ်တနီယာတို့နေပြည်တော်လေတက်မှတက်တော့ဂျက်ဖိုက်တာတည်းဖြင့်ည9နာရီ50မိနစ်9နာရီ53မိနစ်ခန့်ချိန်တို့တွင်လေချောင်းတိုက်ခိုက်မှု2ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် စကိုင်းမျိုးနယ်တနေရာသို့မုံရွာနာမခမတက်သောဂျာရိုကော့ပတာ3စီးဖြင့်ညနေ4နာရီ5မိနစ်ခန့်အချိန်မှစတင် ပြန်ဝဲကာလေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဂမ်ဘလူမျိုးနယ်တနေရာသို့ရဒဝူးလေတက်မှတက်သောဂျက်ဖိုက်တာနှစ်စီးဖြင့်ည9:52မိနစ်9:54မိနစ်ခန့်ချိန်တို့တွင်လေချောင်းတိုက်ခိုက်မှု2ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မလိုင်မျိုးနယ်တနေရာသို့ မိတိလာ လာမတာမတက်သောစတက်လီတီပါရာမော်တာ3စီးဖြင့်ည7:42မိနစ်7:42မိနစ်7:44မိနစ်7:46မိနစ်နဲ့7:50မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု5ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြန်မာမျိုးနယ်တနေရာသို့မကွေးလေတပ်မှတက်သောဂျက်ဖိုက်တာ3စီးဖြင့် ညနေ3:55မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝလံမြို့နယ်တနေရာသို့ရွှေဘုံမြို့မှလွှတ်တင်လိုက်သောအထေခံ drone သစီးဖြင့်နေ့လယ်တနာရီ40မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ရွှေဘုံမြို့နယ်တနေရာသို့ရွှေဘုံမြို့မှလွှတ်တင်လိုက်သောတိုက်ခိုက်ရေး drone သစီးဖြင့် နေ့လယ်2နာရီ90မိနစ်ခန့်အချိန်မှာစတင် ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနီယာတို့မိတိလာလာမာတမတ်တတ်သောစတက်လီကြီးပါရာမော်တာ၄စီးဖြင့်မနက်9နာရီ54မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ညောင်လေးပင်မြို့နယ်တနီယာတို့ ီပြီးတော့လေတက်မှတ်တတ်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည7နာရီ4မိနစ်7နာရီ5မိနစ်ခန့်ချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောက်ဖြူမျိုးနယ်တနေရာသို့နေပြီးတော့လေတက်မှတ်တတ်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်7နာရီ18မိနစ်7နာရီ19မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ 2029ရက်10လ2025ရက်နေ့တွင်အကျန်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလေတက် နေပြည်တော်မကွေးမြစ်ကြီးနားမိထီလာလေတက်များမှ Jet Fighter Y12 Y8 ရာယူကော်ပတာနှင့် Paramotor များပြန်တက်မှုအကြိမ်ရေ58ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းသခိုင်းတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု40ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ရှင် ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံ အကောင့်ဖြစ်သော app ဝေဟင် scout bot သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါသည်ရှင် ယခုကဲတော့လေချောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရင်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပြကြပါအောင်နော်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်